ဒီနေ့အလို့ရှင်များ ဖြစ်ကြတဲ့ပြန်ကြားရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများအားဇနောပြန်ကြားရေးဆိုတဲ့ကောင်းစဉ်နဲ့ပဲတရားစကားအနေငယ်ပြောကြားကြရအောင်ပြန်ကြားရေးဝန်ကြီးဌာနရဲ့ဦးဇနောငွေတုံးကအမြဲတမ်းကြားနေတဲ့စကားသုံးမျိုးပေါ့မြမအတန်ရဲ့ဆောင်ပုဒ်သုံးခုလို့လည်းခေါ်မှာပေါ့ဒါဦးဇနောတိတိတော့ပြောတာပါဟုတ်ချင်ဟုတ်မှာပေါ့နံပါတ်၁က ပြန်ကြပြရန်နံပါတ်2ကဖြောပြပြရန်နံပါတ်3ကပညာပြရန် နော်အဲ့စကလုံး3ခုနဲ့ပဲဦးဇနုနေနဲ့ပြောကြရအောင်ပြန်ကြရင်ဝင်ကြီးဌာနဝန်ထမ်းမိသားစုတွေမိမိတို့အတိုင်းသူပြည်သားများရဲ့ပုံမှာစေတနာထားပြီးတော့နံပါတ်1ပြန်ကြရေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်ရမိုးရမိုးရသည်ဆိုရင်မိုးရသည်အလျောက်ဆောင်ရသည်ဆိုလည်းဆောင်ရသည်အလျောက်တည်တည်တည်ထိုက်တဲ့ဘုဒ္ဓတရားတွေကို ီဌာနကနေပြီးတော့တနိုင်ငံလုံးကိုဖြန့်ဝေပေးကြကြိုတင်ဆောင်ရွက်မဲ့လုပ်ငန်းတွေကိုကြိုတင်ဆောင်ရွက်ဖို့ကြိုတင်ပြီးတော့ပြင်ဆင်ရမဲ့လုပ်ငန်းတွေကိုကြိုတင်ပြင်ဆင်ဖို့တတိတရားတွေရှိဖို့ပြန်ကြေးလုပ်ငန်းကိုလည်းဆောင်ရွက်ရနောက်ကဖြောဖြူရေးလုပ်ငန်းတွေဒါတည်းသာဆောင်ရွက်ရတာပဲမနေ့ပိုင်းဆိုရင်ဆရာတော်ဘုရားကြီးများရဲ့ပရိတ်တရားတော်တွေကိုဖွင့်ဖွင့်ကြတယ်နိုင်ငံကြီးအေဂျင်ဖို့နိုင်ငံကြီးဘေးအန္တရာယ်တွေကင်းဖို့ ချမ်းသာဖို့ချမ်းမာဖို့တိုင်းသူပြည်သားတွေအပရိတရားတော်တွေဖွင့်ပြီးရင်ပြသင်းသီးသင်းသိထိုက်တဲ့အကြောင်းအရာတွေကိုရုပ်ရှင်ဇလန်တွေနဲ့ရိုက်ကူးပြီးတော့တင်ပြအစသည်ဖြစ်ပေါ့ဒါဖြောပြေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်ကြရနောက်တစ်ခါပညာရေးလုံးပညာပေးလုပ်ငန်းတွေဒါလည်းဆောင်ရွက်ရတာပဲပညာရေးပညာပေးလုပ်ငန်းဆိုတာဒုစရိုက်မှုတွေဒီမှုတွေကိုပြုနေပြုချင်းရင်ဒီလိုမျိုးပြည်တယ်ခန်းစားရမယ်စသည်ဖြစ်ပေါ့ ကောင်းတဲ့မကောင်းတဲ့တရားတွေကိုကိုယ့်ရဲ့ဉာဏ်နဲ့စဉ်းကျင်သုံးသပ်ပြီးတော့ကောင်းတဲ့တရားတွေလိုက်နာနိုင်ဖို့မကောင်းတဲ့တရားတွေကိုရှောင်ကျဉ်နိုင်ဖို့အဲ့ဒီလုပ်ငန်းတွေကိုဇနောတို့ပညာရေးပြန်ကြားရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများကဒါဆောင်ရွက်ရတာဒါနိုင်ငံပေါ်မှာချစ်တဲ့စိတ်နိုင်ငံပေါ်မှာကောင်းစီချင်တဲ့စေတနာနဲ့ဆောင်ရွက်နေကြခြင်းပဲဖြစ်ပါတယ်ထို့တူပဲပြန်ကြားရေးဝန်ကြီးဌာနကဒီလုပ်ငန်းသုံးခုကိုဆောင်ရွက်နေသလို ဥစဉ်တော်သူတော်ကောင်းတို့ဓမ္မအနေနဲ့စဉ်းစားကြည့်ရအောင်ဥစဉ်တော်သူတော်ကောင်းတို့ပိုင်ဆိုင်တဲ့ဒီခန္ဓာကိုယ်ကြီးကလည်းပဲပြန်ကြာရေးလုပ်ငန်းတွေဖျော်ပြရေးလုပ်ငန်းတွေပညာပေးလုပ်ငန်းတွေကိုလည်းပဲနေ့တိုင်းနေ့တိုင်းဆောင်ရွက်နေကြခြင်းပဲဖြစ်ပါတယ်။ယနေ့ဥစဉ်တော်သူတော်ကောင်းများဒီခန္ဓာကိုယ်ကြီးကိုရလာတဲ့ကံကောင်းလို့သာသနာတော်ကြီးနဲ့ဂျုံတွေ့တော့အသည့်တရားကြီးရှိတဲ့ဒီခန္ဓာကိုယ်ကြီးကိုရလာတော့ ဒီခန္ဓာကိုယ်ကြီးကတကယ်တမ်းစဉ်းစားကြည့်တော့ဥစဉ်တော်ကောင်းများအငါခန္ဓာကိုယ်ကြီးပဲကုသိုလ်ကံတွေနဲ့မြောင်းများစွာယဉ်ပြီးမှရလာတဲ့အငါခန္ဓာကိုယ်ကြီးပဲအဲ့ဒီခန္ဓာကိုယ်ကြီးကလည်းနပတ်တည်းပြန်ကြားရေးလုပ်ငန်းကိုဆောင်ရွက်ရဆောင်ရွက်နေတယ်မနေ့မောင်းလဲအရာထားတဲ့ဆိုတာနဲ့တနေ့လုံးတရက်လုံးတညလုံးစားရတဲ့အစားအစာတွေငါစွန့်ချိန်ရောက်ပြီးအိမ်သာကိုသွားတွေ့လက်တဲ့ကိုဝင်း အိမ်သားကိုသွားအပေါ်သွားအလေးသွားစသည်ဖြင့်ဒါပြန်ချမ်းကြီးလုပ်ငန်းတွေကိုသူဆောင်ရွက်နေလို့ဥစဉ်တော်တော်ကောင်းတွေကဒီခန္ဓာကိုယ်ရဲ့အလိုကိုလိုက်ပြီးတော့တွယ်လေကိုသွားရတယ်အညစ်အကြေးတွေဆွန်ရတယ်နောက်ပြီးမျက်နှာသိရတယ်ပြီးရေချိုးရတယ်ပြီးရင်ဘိုက်တွေကဆာလာပြီးဖြစ်တဲ့အတွက်တညလုံးမဆာရသေးတဲ့အတွက်ကြောင့်ငါစားချင်းပြီးငါဘိုက်ထဲမှာအစာတွေဆာလောင်နေပြီးငါ့ကိုအစာကျွေးကြပြိဖတ်တွေစားကြတယ်အဲ့လိုမျိုးပေါ့ ဒီခန္ဓာကိုယ်ကြီးကလည်းဦးဇင်းတို့ဘုရားကောင်းတို့အမြဲတမ်းခိုင်းနေတာပြန်ကြရေးလုပ်ငန်းကိုဆောင်ရွက်နေတာအမြဲတမ်းခိုင်းနေတဲ့ဒီခန္ဓာကိုယ်ကြီးဘယ်မှာချမ်းသာဆိုတာရှိမှလဲတရားမို့ဘုရားရှင်ကိုတော်မြတ်ကြီးကဒုက္ခပုံသောအယံကာယောဝိသဒုက္ခတမှုပမောအာဝါသောတပ္ပရောဂဏအဟောကာယတပိတနံဒုက္ခပုံသောအယံကာယောဒီခန္ဓာကိုယ်ကြီးရတာအလုံးကဒုက္ခတွေပဲဒုက္ခဆိုတာမရှိဘူး အာချေချောပုဂ္ဂိုလ်ကြီးကကောင်းကောင်းလေးဆာရတာကိုဒုက္ခလို့ထင်နေတယ်။ကောင်းပါပြီဆိုတဲ့အင်ကြီးမှနေရတာကိုဒုက္ခလို့ခေါ်နေတယ်။အရာကုန်တွေဖွင့်ပြီးတော့အေးစိအိတ်ညရတာကိုဒုက္ခလို့ခေါ်နေတယ်။ကာကောင်လေးစီရတာကိုပဲဒုက္ခလို့ခေါ်နေကြတာ။အဲ့ဒါအလုံးကအကုန်လုံးဒုက္ခတွေပဲ။ကာကောင်စီခြင်းရင်ကပ္ပဆံမြများပြီးပြီးဝယ်ရတာဘယ်မှာအလကားရမှာလဲ။အဲ့ဒါဒုက္ခတွေကြီးပဲ။ဒါပေမဲ့အဲ့ဒီဒုက္ခတွေကိုဇနုတ်တော်ကောင်းတို့ကမသိကြဘူး။ ။ဥမာဆိုပါစို့ညရာတိအေးပူတဲ့ရာတိဒီမှာအေယာကွန်နေနဲ့နေရရင်အေးစေးတာပဲချမ်းသာတာပဲလို့ထင်တယ်။ဒါပေမဲ့အဲ့ဒီအေယာကိုဖွင့်ချင်းကြောင့်ကြတင်တဲ့ငွေတွေကိုမိတာကတည်းအများကြီးပေးဆောင်ကြရတာဗမာချမ်းသာဆိုတာရှိမှလေ။ဒီအမောဒီခန္ဓာကိုယ်ကြီးရလာတဲ့ကောကဥစ္စံတော်ပတော်ကောင်းတို့ကအမြဲတမ်းပြန်ချနေတာပြန်ချရေးလုပ်ငန်းကိုဆောင်ရွက်နေတာအာငါကိုသမင်းချွေးပေးအောင်ငါကိုရေချိုးပေးအောင် ငါယုံသွားမယ်ယုံသွားဖို့အတွက်စာဒီရှာသာပြီးအောင်ထမင်းကြိုက်တွေဖွဲ့ပြီးအောင်ထဲပြီးအောင်စာဒီဖြစ်ပြီးဆောင်းဝန်နေရဒုက္ခတွေအမျိုးမျိုးကိုစနုတော်ကောင်းတို့ဆောင်ရွက်ပေးနေရတာဒီခန္ဓာကိုယ်ကြီးရဲ့စေကိုင်းမှုကြောင့်နောက်တစ်ခါဖြောပြေးရေးလုပ်ငန်းဆိုတဲ့ဒီခန္ဓာကိုယ်ကြီးကလှုပ်ပင်းနေလှုပ်နေတာပဲစနုပုရုဇဉ်ရဲ့တဘာဝအလျောက်လောကဒဏ်ဒီဂျုံတွေးနေရကောင်းတဲ့လောကဒဏ်နဲ့ဂျုံတွေးရတာပဲမကောင်းတဲ့လောကဒဏ်နဲ့ဂျုံတွေးရတာပဲ ကောင်းတဲ့လောကဓာတ်ကိုပဲလူတိုင်းကလိုချင်တယ်မကောင်းတဲ့လောကဓာတ်ကြတော့လူတိုင်းကယုံမုန်းကြတယ်ဒါပေမဲ့ဘုရားမြတ်ဖရာကိုတော်တိုင်တောင်မှ ကောင်းတဲ့လောကဓာတ်ကိုလည်းခံစားရတာပဲဒါလောကရဲ့ဖျော်ဖြေမှုဒီခန္ဓာကိုယ်ကြီးရလာတဲ့ဖျော်ဖြေမှုတွေပေါ့ကောင်းတဲ့လောကဓာတ်နဲ့ခံစားရတာပဲမကောင်းတဲ့လောကဓာတ်နဲ့ခံစားရတာပဲဘုရားမြတ်ကြီးတော်မူသောဘုရားမြတ်စွာဘုရားတော်တကူကြီးတာဘယ်မှာရှိမတော့ဒါပေမဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးဒီဝါတွင်၃လကာလပတ်လုံး ဝေရင်စာပုံနာကြီးပြင့်ပြီးတော့သွားပြီးတော့ဝေရင်စာမြို့မှာတရင်သုံးတာအဲ့ဒီဝေရင်စာပုံနာကြီးကိုမန်နက်ကြီးကလှည့်စားထားတဲ့အတွက်ကြောင့်ဝါဆိုလာပြည့်နေ့ကမြတ်စွာဘုရား ရောက်တဲ့နေ့ကစပြီးတရင်ချိုးလာပြည့်နေ့တိုင်အောင်မြတ်စွာဘုရားကမြင်းတွေစားတဲ့ဆံကြမ်းကိုပဲဖုံးပေးရအဲ့ဒီဝေရင်စာပုံနာကြီးကမြတ်စွာဘုရားကိုသူပြင့်ထားတာသူမေ့နေတာမြတ်စွာဘုရားကိုဆုံးဆက်ကလူတန်းမှာကိုလည်းမေ့နေတာ အဲအရှင်အနန္ဒာကနေပြီးတော့အဲ့ဒီအနိနာပဝန်ကျင်မှာရှိနေတဲ့မြင်းကုံတဲ့ဒီလှူဒန်းတဲ့မြင်းစာဆိုတာဦးဇနုတ်တော်ကောင်းများစဉ်းစားကြည့်လိုက်ပေါ့ဘလောက်ကျန်းတန်းတဲ့စာလဲဒီတတော်တရိษံတွေကိုကျွေးတဲ့အစားစာအဲ့ဒီမြင်းစာတွေကိုပဲအရှင်အနန္ဒာကထုထီထုချောင်းထုထောင်းပြီးတော့မြတ်စွာဘုရားကိုကတ်တာဝါရင်း၃လကလပတ်လုံးစဉ်းစားကြည့်လိုက်ဒါဦးဇနုတ်လောကမှန်နေတဲ့ပုဂ္ဂိုလ်များဒီခန္ဓာရတာတဲ့ပုဂ္ဂိုလ်မှန်သမျှဒီလောကဒဏ်အနိုင်မြစ်ကိုခံစားရတယ်ဆိုတဲ့သဘောတရားကို အဖျော်ဖြူရေးလုပ်ငန်းတွေဆောင်ရွက်နေတာပေါ့အမျိုးမျိုးဒုက္ခပေးတာဖခင်ရှင်တော်တကူကြီးတဲ့ပုဂ္ဂိုလ်ပဲရှိမှာတော့ဒါပေမဲ့မြတ်စွာဘုရားလည်းဒီလိုမျိုးလောကဒဏ်ဒီလောကမှာနေရရင်ဒီလိုမျိုးလောကဒဏ်ဒီခံစားရတဲ့ဆိုတဲ့အတိတရားကိုဦးဇင်းတို့တော်ကောင်းတို့ကပေးသွားတာဖခင်ရှင်ကိုယ်တော်မြတ်ကြီးကခန္ဓာကိုယ်နဲ့ယင်းပြီးတော့ပေးသွားတာယနေ့ဦးဇင်းတို့တော်ကောင်းများလည်းဒီတိုင်းပဲဒီခန္ဓာကိုယ်ကြီးရလာတဲ့ကိုယ်က ချစ်စရာတွေ့ရင်ချစ်ချစ်ကြလိုက်မုံစရာတွေ့ရင် မုံကြပြုံးစရာရှိရင်ပြုံးကြမဲစရာရှိရင်မဲကြအမျိုးမျိုးသရုပ်ဆောင်နေတာပဲအာကိုချက်နှစ်တဲ့အရာတွေတခုလောက်ရလာပြီဆိုရင်ဟာစိတ်ထဲမှာကြည်နူးနေတယ်ဝမ်းသာတွေနဲ့ဝမ်းမြောက်နေတာပေါ့ကိုမလို့ချင်တဲ့အရာတခုကိုယုံမောင်းတဲ့အရာတခုကိုရတော့မယ်ကိုနဲ့ကြုံတွေ့ရတော့မယ်ဆိုရင် အလိုလို စိတ်ထဲမှာဒေါသတွေဖြစ်ချစ်ခင်တဲ့ပုဂ္ဂိုလ်တွေ့ရင် ြုံရှင်တဲ့မျက်နှာတွေပေါ်လာမယ်မုံကြီးတဲ့ပုံကိုယ်တွေတွေ့လာရင်ကိုယ့်ရဲ့ယဉ်သူတွေကိုတွေ့ရင်အဲ sorry ချစ်ခင်တဲ့ပုံကိုယ်တွေ့ရင်ကိုယ့်ရဲ့မျက်နှာထဲမှာချစ်ခင်ကျင်နာတဲ့စိတ်တွေပေါ်ပေါလာတယ်မုံကြီးတဲ့ပုံကိုယ်ကိုယ့်ရဲ့ယဉ်သူတွေတွေ့လာပြီးဆိုရင်စိတ်ထဲမှာအလိုလိုမုန်းနေတဲ့ဒေါသတွေထွက်နေတယ်ဒီကောင်မသေးသေးဘူးလားစားသည်ဖြစ်ပေါ်သူ့ရဲ့ပေါ်မှာအဲ့ဒီစိတ်ကဒါကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကအမြဲတမ်းဖျော်ဖြေရေးလုပ်ငန်းတွေပြုံးလိုက်ရီလိုက်ငိုလိုက်မဲလိုက် လိုနဲ့ပဲဥစဉ်တော့လောကဉာဏ်ကြီးကိုခံစားတော်ရကြတာပဲခံစားနေရတာပဲဒီခန္ဓာကိုယ်ကြီးရတာတဲကိုကဒီလုပ်ငန်းတွေကိုဥစဉ်တော့တော်ကောင်းများနေတိုင်းနေတိုင်းကြုံလဲကြုံရတယ်ဆုံလဲဆုံရတယ်တွေ့လဲတွေ့ရတယ်အကြောင်းမို့ဒီခန္ဓာကိုယ်ကြီးရလာတဲကိုကဥစဉ်တော့ခဏကပြန်ကြရေးလုပ်ငန်းဒါကိုလဲကိုကလိုက်လိုက်ပြီးတော့လှုပ်ဆောင်ပေးရတယ်ဖြောပြေးလုပ်ငန်းဒီလုပ်ငန်းတွေကိုလည်းပဲအားလုံး သူ့ရဲ့အလိုကြဒီခန္ဓာကိုယ်ကြီးရဲ့အလိုကြဥစဉ်တော့ပြုံးမှုဆောင်ရွက်ပေးနေရနာတကပညာပေးလုပ်ငန်းဒါလည်းဥစဉ်တော်ကောင်များစဉ်းစားကြည့်လိုက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတနည်းတော်ခါမှာအသက်ရွယ်ကလည်းကြီးလာတော့ညနေပိုင်းနေပူစာလှုံတော့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကြီးကအယိုးပြိုင်ပြိုင်ထနေတာအဲ့ဒါကိုအရှင်အနန္ဒကိုယ်တော်မြတ်ကြီးကတွေ့တော်တော့စိတ်မကောင်းဖြစ်တာဩော် ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားကိုယ်တော်မှဒီအိုခြင်းနာခြင်းသေခြင်းသဘောတရားတွေကမကျော်လွှားပြီးပါလားခွင့်လွှတ်ခြင်းမရှိဘူးဘုရားကိုယ်တော်မှသူတို့နှိမ့်ဆက်ကြတယ်ကြည်စမ်းဘုရားရဲ့ခန္ဓာကိုယ်ကြီးကခါရိုးတဲ့အပြန်ပြန်ထနေပါလားဆိုပြီးတော့အရှင်အနန္ဒာကိုယ်တော်မြတ်ကြီးကစိတ်မကောင်းဖြစ်တယ်။ဒါပါလဲဆိုတော့ခန္ဓာကိုယ်ရလာပြီးဆိုရင်ဥဇဏောသူတော်ကောင်းများအိုခြင်းနာခြင်းသေခြင်းသဘောတရားဆိုတာဘယ်သူမှမလွန်ဆန်းနိုင်ဘူးဆိုတာ ဗုဒ္ဓမြတ်ဖုရားကပြတော်မူခဲ့ခြင်းဖြစ်ပါတယ်။ဒါပညာပေးလုပ်ငန်းဆိုတာဒီခန္ဓာကိုယ်အကြောင်းပြုပြီးတော့မိမိရဲ့တန်တမာအတိတ်တရားတွေရှိလာဖို့တတိတရားတွေထားနိုင်ဖို့ဒါလည်းအရေးကြီးတာ။ဒီခန္ဓာကိုယ်ကြီးဆိုတာဥစ္စနောတော်ကောင်းများကိုယ်အလိုကိုမလိုက်ဘူး။သူ့အလိုနဲ့ပဲသူသွားနေတာပဲ။စားချိန်ကျရင်စားပေးရတယ်၊ဝတ်ချိန်ကျရင်ဝတ်ပေးရတယ်၊ရေချိုးချိန်ကျရင်ရေချိုးပေးရတယ်။တန်ရှင်းလုတ်ပေးခြင်းကြရင်တန်ရှင်းလုတ်ပေးရတယ်အဲ့လိုသူ့အလိုကိုကိုလိုက်ပင်တော်ညာလဲပဲ ကိုယ့်အလိုကိုသူလိုက်ရလားဆိုတော့ကိုယ့်အလိုဘာတခုမှမလိုက်ဘူး။ကဲကိုယ့်အလိုကဥမာနေနဲ့ပြောမယ်ဆိုရင်ငငယ်ရွယ်စင်ခါတော့ကိုယ့်လိုပဲအမြဲတမ်းလှပချင်းနေကိုယ့်ရဲ့အလိုကဒါပေမဲ့ तू ကမလိုက်ဘူးနော်။သူ့ရဲ့စရာသဘောတရားပြာတိသဘောတရားတွေကတပြေးပြေးနဲ့အိုလာတယ်တပြေးပြေးနဲ့နာလာမယ်ပြီးရင်တပြေးပြေးနဲ့သေရမှာသူ့သဘောနဲ့သူသွားနေတာကိုယ့်သဘောကိုလိုက်တယ်ဆိုတာဒုံးစံကိုမရှိဘူးဒါပေမဲ့ဦးဇင်းတို့ လူသားတွေကပါလဲဆိုရင်အိုတာကိုမအိုရအောင်ဆိုပြီးတော့သပင်းကြီးဖြူလာရင်သပင်းစေးကြီးစိုးကြတယ်ပရင်နေတွန်းလာပြီးဆိုရင်အဲ့ဒါကိုတကားကြီးစက်ကြီးဆွဲပြီးတော့တကယ်ခွဲစိတ်ပညာရှင်နဲ့ခွဲကြတယ်အလှပြင်ကြတယ်ကိုကိုကိုလှတယ်ထင်နေကြတာပေါ့အချို့ချို့ပုဂ္ဂိုလ်များဆိုရင်တော်တော်ရည်စရာကောင်းတယ်ယောက်ျားဖြစ်ရဲ့သားနဲ့မိန်းမဖြစ်အောင် ခွဲစိတ်တာဒါဒီခန္ဓာကိုယ်ကြီးဘလောက်ကြောက်စရာကောင်းတယ်လေ ယောက်ျားဘဝဆိုတာလွန်တရာမြင့်မြတ်တဲ့ဘဝကိုရနိုင်ရတဲ့အတိုင်းယောက်ျားစိတ်တွေမမွေးနိုင်ဘဲနဲ့အခြားစိတ်တွေမွေးတာဒီခန္ဓာကိုယ်ကြီးဘလောက်တရားကြဖို့လဲကောင်းတယ်လေဒီခန္ဓာကိုယ်ရကြည့်တယ်ရတာတဲ့ကိုကအချိန်ကြာရင်စားပြရတဲ့အချိန်ကြာရင်ဝတ်ပြရတဲ့စားချိန်ကြာလို့မစားဘူးဆိုရင်ဒီခန္ဓာကိုယ်ကြီးကကိုယ့်ကိုအမျိုးမျိုးဒုက္ခပေးတာပဲကြံမရင်မကောင်းရင်ဆေးတောက်ပြရတယ်ကိုယ့်အလိုကိုလိုက်တယ်ဆိုတဲ့သဘောကြာဘာတကူမှမရှိဘူးဒီကြောင့်မြတ်စွာဘုရားကအနေစာဒုက္ခအနတ္တ ဒီခန္ဓာကိုယ်ကြီးမှာဒီလက္ခဏာ၃ပါးပဲရှိတယ်။နံပါတ်၁အနေဆမမြဲတဲ့သဘောတရား။ဘယ်မှာဥစ္စံတို့တူတော်ကောင်းတို့ခန္ဓာကိုယ်ကြီးဟာမြဲမှာလဲ။၁၆နှစ်အရွယ်တော်ကမိမိရဲ့ခန္ဓာကိုယ်နဲ့ဓပုံနဲ့ယခုလိုမျိုးအသက်60အရွယ်မှာရိုက်တတ်တဲ့ဓပုံရှင်းကြည့်လိုက်ပေါ့။ဘလို့တရားတွေပြနေတယ်။ဒါမှမြဲတဲ့သဘောတရားအနေဆဆိုတဲ့သဘောတရားမြဲတဲ့သဘောတရားဆိုတာမရှိဘူး။ အမြဲတမ်းဖောက်ပြန်နေတဲ့သဘောကြဒီခန္ဓာကိုယ်ရလာတဲ့ကိုကဘယ်တော့မှမြဲတယ်ဆိုတာမရှိဘူးဘလောက်ပဲအလှပြင်ပြင်အသက်ကြီးတော့ဘလောက်ပဲအလှပြင်ပြင်သူ့ပင်ကိုပင်ကိုတဘာဝကတော့ပေါ်နေမှာပဲအနေဆာဆိုတဲ့သဘောတရားနောက်တကဒုက္ခဆိုတဲ့သဘောတရားလေဦးဇင်းတို့ဘုရားကောင်းများစဉ်းစားကြည့်လိုက်ပေါ့အာနေယာနေတိုင်းကိုကတတ်နိုင်လို့ကောင်းပါပြီဆိုတဲ့အစာတောက်တွေစားပင်တော်ညာလေအဲ့ဒီအစာတောက်ကိုရှာဖွေရတယ်ဈေးသွားရတယ်ချက်ပြုတ်ရတယ် ပစ္စည်းကြော်ရတဲ့ဒီဒုက္ခတွေဟာအားလုံးကဦးဇင်းတို့တော်ကောင်းတွေရဲ့တန်တမ်းမှာနေ့တိုင်းနေ့တိုင်းကြုံတွေ့နေရတာဒုက္ခတကစားပြီးရင်အဲ့ဒီအစာသားတဲ့အစာစားတွေကိုစွန့်ပေးရတယ်စွန့်ရတယ်မစွန့်ရင်ကိုယ်ကိုဒုက္ခပေးမယ်အစီကျောယောဂရှိတဲ့ပုဂ္ဂိုလ်ကြတော့ စီကြိုတက်မဲ့အစားစားတွေကိုမစားဘဲနဲ့ရှောင်ကျင်ရတယ်။သွေးတိုးယောဂရှိတဲ့ပုဂ္ဂိုလ်တွေသွေးတက်မဲ့အစားစားတွေမရှာဘဲနဲ့ရှောင်ကျင်ရဘယ်မှာချမ်းသာဆိုတာရှိမှလဲ။ဦးဇနောသူတော်ကောင်းများအာလုံးဒုက္ခတွေပဲ။ဒါကြောင့်မို့ဗုဒ္ဓမြတ်ဖေရကဒုက္ခပုံစောအယံကာယောဒီခန္ဓာကိုရလာတဲ့ကိုကချမ်းသာတယ်ဆိုတာဘာတစ်ခုမှမရှိဘူး။တစ်စက်လေးမှမရှိဘူးလို့ဗုဒ္ဓမြတ်ဖေရကိုတော်တိုင်ဟောတော်မူခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒါကိုပဲဥစဉ်သူတော်ကောင်းများချေချိုးပုဂ္ဂိုလ်တွေကမှန်တကြီးကြည့်ပြီးတော့အာငါရဲ့အရွယ်ကတင်လိုက်တာဘေးပဝန်းကျင်ကအာအမရဲ့အရွယ်ကတင်တာပဲအကိုရဲ့အရွယ်ကတင်နေတာပဲเนาะအရင်တိုင်းပဲဆိုတာအဲ့လိုသူများတွေပြောတာကိုငါ့ကိုမြောက်နေတာမြောက်စကားမြောက်တဲ့စကားတွေပြောနေတာပါလားဆိုတာအတိတ်ကမရှိဘူးကိုကိုအရွယ်တင်တယ်ပြောရင်သဘောတည်းစိတ်တည်းမှာသဘောချနေကြတာပဲတကယ်တမ်းဒီခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းပြိုတာအဲ့ တပြေးပြေးပြိုတဲ့ဆိုတဲ့သဘောကထုံးစံမရှိဘူးတပြေးပြေးအိုလာတဲ့သဘောတရားပဲဒီခန္ဓာကိုယ်ကြီးကကိုယ့်ကိုယ်တရားပြနေတာအတိတရားတွေပညာတွေပြနေတာပေါ့အဲ့ဒီဒုက္ခတွေမျိုးမျိုးကြုံတွေ့ရတယ်အနာဒါအနာယောဂတွေဆုံးကြုံလာပြီးဆိုရင်အဆေယုံစေကံသွားရတဲ့စေတွေကူရတယ်အစားအစာတွေကိုစားချင်းတယ်လို့စားခဲ့တဲ့အတွက်ကြောင့်ယောဂတွေမျိုးမျိုးကြုံတွေ့ရတဲ့စီတိုသွေးတို့ အင်းစာယောဂတွေစေယုံစေကံမှာသွားကြည့်ကြလားအဲ့ဒီယောဂတွေခံစားနေရတဲ့ပုဂ္ဂိုလ်အများကြီးပဲအဲ့ဒီစေယုံစေကံကိုသွားပြီးတော့ဒီတိုင်းကုလို့ရလားမရဘူးပိုက်ဆံနေအများကြီးအကုန်ကြကံပြီးမှ ကုရတဲ့အချို့ချို့ပုဂ္ဂိုလ်တွေနိုင်ငံခြားကိုသွားပြီးတော့ကုရတဲ့အစာထိုးပြီးတော့ကုရတဲ့ဒါရီယာအလုံးကဥစ္စနုတ်တော်ကောင်းများစဉ်းစားကြည့်လိုက်ဘယ်မှာချမ်းသာတယ်ဆိုတာရှိမှလဲ စီစဉ်ဥစ္စာကြီးချမ်းသာတို့မန်မတက်နေတဲ့ယာတို့ကြီးကြီးလို့မန်မတက်နေတဲ့တနေ့ကျရင်အားလုံးသေသွားကြရမှာပဲအဲ့ဒီသေသွားရင်ကိုပိုင်ဆန်းတဲ့ပစ္စည်းဥစ္စာတွေလည်းအကုန်လုံးထားကြရမှာပဲကိုရတာတဲ့ယာတို့တွေလည်းအကုန်လုံးထားကြရမှာပဲကိုနောက်ပါမှာကကိုကိုယ်တိုင်လုပ်ခဲ့တဲ့ဒီခန္ဓာကိုယ်ရင်းပြီးတော့ပြုတ်ခဲ့တဲ့ကုသိုလ်နဲ့အကုသိုလ်ဒီနှမျိုးပဲပါမှာဘုရားမိုးဥစ္စာတို့တော်ကောင်းများအိုခြင်းနာခြင်းသဘောတရားရှိတဲ့ အနေစာလက္ခဏာဒုက္ခလက္ခဏာနောက်တကအနတ္တလက္ခဏာအစိုးမရတဲ့သဘောတရားမပြိုပါလို့အမအိုပါလို့ငါကဆိုလဲငါစိုးမရအိုချရဒုက္ခခန္ဓာကို မနာပါလို့ငါကဆိုလဲငါစိုးမရနာကြရဒုအဒုက္ခခန္ဓာကိုမသိပါလို့ငါကဆိုလဲငါစိုးမရသိကြရအနတ္တခန္ဓာကိုလူတိုင်းလူတိုင်းကသိခြင်းသဘောတရားကိုယုံမုံကြတာပဲဘယ်သူမှမသိခြင်းဘူး ဆရာဝန်ကြီးကြီးလည်းမသေးချင်ဘူးတမားတော်ကြီးကြီးလည်းမသေးချင်ဘူးမသေးချင်လို့ပဲစီးတဲ့အမျိုးမျိုးတောက်တယ်ကိုတက်တဲ့ပညာတဲ့ကျမ်းမာကြီးကိုဂယူဆိုင်တယ်ကျမ်းမာကြီးကိုအမြဲတမ်းအလေးထားတယ်ဘလောက်ပဲအလေးထားထားဘလောက်ပဲကျမ်းမာကြီးကောင်းအောင်ကူကူသူများတွေကိုကျမ်းမာကြီးကောင်းအောင်ကူဆွမ်းနိုင်တဲ့တမားတော်ကြီးတွေလည်းတနေ့ကျရင်သိရတာပဲဒီအိုချင်းနာဒီသိချင်းသဘောတရားဆိုတာဥစ္စနတော်တော်ကောင်းများဘယ်သူမှမလွန်ဆန်နိုင်ဘူး ။ဦးဇင်းတို့တာမန်ပုဂ္ဂိုလ်မပြောနဲ့တကိုကြီးမားတဲ့အရှင်မောကလန်ကိုတော်မြတ်ကြီးလည်းမလွန်ဆန်းနိုင်ဘူး။ပညာကြီးမားတဲ့အရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးလည်းမလွန်ဆန်းနိုင်ဘူး။တကောအကြီးမားဆုံးဖြစ်တဲ့ဗုဒ္ဓမြတ်ဖရာလည်းအိုခြင်းနာခြင်းသိခြင်းဒီသဘောတရားကိုမလွန်ဆိုင်နိုင်မင်းနဲ့နောက်ဆုံးတော့ပြိဋိဘံဆံဝင်သွားရတာပဲဒါအနတ္တခန္ဓာကိုယ်ကြီးပဲအစိုးမရတဲ့သဘောတရားဆိုတာဘာတစ်ခုမှမရှိဘူးဒီခန္ဓာကိုယ်ကြီးကအမြဲတမ်းလှနေပါစေအမြဲတမ်းကျန်းမာရေးကောင်းနေပါစေ အမြဲတမ်းချမ်းသာနေပါစေကိုကလိုချင်တာပဲဒါပေမဲ့ကိုလိုချင်တဲ့အတိုင်းဖြစ်လာမှာတော့မရှိဘူးအိုချင်ကြရင်အိုရမှာပဲနာချင်ကြရင်နာရမှာပဲသိချင်ကြရင်သိရမှာပဲဒါတိခန္ဓာကိုကြီးကဦးဇင်းတို့ကိုဒါတရားတွေပြနေတာပညာရောက်အောင်တရားတွေပြအဲ့ဒီအသည့်တရားတွေကိုရပြီးတော့တတိတရားတွေပွားပြီးတော့ဩငါရဲ့ခန္ဓာကိုယ်ကြီးကငါအလိုသို့မလိုက်ပဲနဲ့မမြဲတဲ့သဘောတရားဒုအနိစ္စ ဆင်းရဲတဲ့သဘောတရားဒုက္ခအဆိုးမရတဲ့သဘောတရားအနတ္တဒီလက္ခဏာ၃ပါးနဲ့ပဲဆင်ခြင်ပွားများပြီးတော့ကိုယ့်ရဲ့တဏ္ဏကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးမအိုခင်မနာခင် မသိခင်မှာတတ်နိုင်သမျှဒီကုသိုလ်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုတွေပြုမယ်ဆိုတဲ့အတိတ်တရားတွေရလာဖို့ကသိအရေးကြီးတာပဲဒီခန္ဓာကိုယ်ကြီးကဥစ္စနဥပမာနေနဲ့ပြောကြမယ်ဆိုရင်နွားတကောင်ကို လဲလှုပ်ဖို့ဝါနဲ့မိုးတွင်းကာလမှာလဲထုံဖို့စပါးကြီးစိုက်ဖို့နွားတကောင်ကိုကားတယ်ဆိုပါစို့ပါစို့လာပြင်းနေကနေပြီးတော့တရင်ကျိုးလာပြင်းနေ၃လားကြီးငားတယ်ဆိုပါစို့အဲ့ဒီငားရတဲ့နွားကိုအစာကျွေးပြီးတော့အလှပဲကြည်နေမယ်ဆိုရင်ကိုငားရကြုံမနဲ့ဘူးပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ဒီနွားကြီးကို အစာလဲကျွေးမယ်ခိုင်းလဲခိုင်းမယ်တန်အောင်ခိုင်းမှာပေါ့ဒီ၃လတော့မှကိုပေးလိုက်တဲ့ပတ်စံနဲ့ခိုင်း ဖန်အောင်ခိုင်းနိုင်ရင်ကိုယ်တော်အကျိုးရှိတာပါအဲ့လိုမှမဟုတ်ပဲနဲ့ဒီနွားကြီးကို အစာတွေနေ့တိုင်းကျွေးရေတွေချိုးပြီးအရေးကြီးကြီးနဲ့ကြည့်နေမယ်ဆိုရင်အချိန်ကျရင်ပိုင်ရှင်ကလာယူသွားမှာပဲတို့တို့ပဲဦးဇနောတူတော်ကောင်တို့ရဲ့ခန္ဓာကိုယ်ကြီးလက်ဒီတိုင်းပဲသူ့အချိန်ကျရင်သေမင်းကလာခေါ်သွားမှာပဲတားလို့မရဘူးစီးလို့လည်းမရဘူးတရားမို့ဒီခန္ဓာကိုယ်ကြီးကိုကိုယ်ပိုင်ဆိုင်တာတဲ့အချိန်လေးမှာ ကိုယ့်ရဲ့တန်တန်မှာကုသိုလ်တရားတွေကိုပြုရမယ်ဆိုတဲ့အတိတရားတွေရှိနေတဲ့အချိန်လေးမှာမိုးကင်မနာကင်မသေးကင်မှာတန်နိုင်သမျှဒါနာကုသိုလ်သီလကုသိုလ်တမထဝိပဿနာကုသိုလ်ဒီခန္ဓာကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေရအောင်ချိုးစားအားထုတ်မှဦးဇင်းတို့ဒီခန္ဓာကိုရရကြုံနှက်မှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီခန္ဓာကိုယ်ကြီးကိုနေတိုင်းနေတိုင်းအစာကျွေးလိုက်အလှပြင်လိုက် အရေးတကြီးချင်းနဲ့ကြည်နေမယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဘာမှအမျက်ဆိုတာ မပေါ်လာဘူးရှုံပဲရှုံသွားကြမှာဖြစ်ပါတယ်။ရမုဇနောတော်ကောင်းများအားလုံးဘုရားမြတ်စွာသာသနာတော်ကြီးနဲ့ကြုံတွေ့နေတဲ့အခိုက်မိမိတို့ရဲ့တန်တန်မှလည်းအဘိဓိယာတွေရှိနေတဲ့အခိုက်ကိုယ်တို့အာကုတ္တကိုခွဲခြားသိနေတဲ့ဉာဏ်ပညာတွေရှိနေတဲ့အခိုက်ဒီခန္ဓာကိုယ်ကြီးရလာတဲ့အခိုက် ီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့တန်ဖိုးရှိအောင်အသုံးချနိုင်ပါစေဒါနာသီလသမထဝိပဿနာကုသိုလ်တရားတွေကိုလည်းစီးပူးပြီးတော့ပွားများအားထုတ်နိုင်ကြပါစေအထူးအားဖြင့်ဘုရားမြတ်စွာသာသနာတော်ကြီးနဲ့ကြုံတွေ့မှအားထုတ်ခွင့်ရတဲ့ဝိပဿနာတရားတွေကိုလည်းပဲတတ်နိုင်တဲ့များဒီနေ့ကိုနည်း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 ဒီနေ့ကို7မိနစ်15မိနစ်စူးစမ်းပြီးတော့ပွားများအားထုတ်နိုင်မှသာလျှင် ဥဇနောတူတော်ကောင်းများဒီခန္ဓာကိုယ်ကြီးရဲ့ဒုက္ခအပေါင်းငြိမ်းရာ ဖြစ်တယ်လူချမ်းနိဗ္ဗာန်ချမ်းသာတိုင်အောင်ဧကံမုတ်ချာခံစားရမှာဖြစ်ပါတယ်ဒါကြောင့်မို့ယနေ့ပြန်ကြားရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများပြုလုပ်အားထုတ်ရသောကုသိုလ်ကောင်းမှုသည်အိုခြင်းဒုက္ခနာခြင်းဒုက္ခပေခြင်းဒုက္ခအပေါင်းတို့၏ငြိမ်းအေးရာ ဖြစ်သောနိဗ္ဗာန်သို့ရောက်ရပါလို၏နိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်း အာကောင်သောအထောက်ပံ့ကြီးဖြစ်ကြပါစေလို့ဆုတောင်းပတ္ထနာပြုကြကုန်ရသတည်းသာဓုသာဓုသာဓုပါဗျာကံရည်စချရအောင်အာလုံးလိုက်ဆိုလိုက်ပါဣဒံမေပုံဉ္ဇံနိဗ္ဗာဏတဘောဓိညာဏတပိစယော ဟောတုယနေ့ယခုဖရာတပြည်တော်တို့လှူဒန်းရသောဒါနာကုသို့စောက်တည်ရသောသီလကုသို့တရားစကားခိတခဏနာယူရသောဟောကြားရသောဘာဝနာကုသို့ဤကုသို့ကံ စေတနာတိအိုခြင်းဒုက္ခနာခြင်းဒုက္ခသိခြင်းဒုက္ခတို့၏ငြိမ်းအေးရာအမှန်မျက်နှိပ်ပံသောရောက်ရာရောက်ချောင်းအာကောင်သောအထောက်အပံ့ဖြစ်ပါစေယနေ့ယခုဖရာတပြည့်တော်တို့ စူပောင်း၍ပြုလုံအားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ပါကားတို့ကိုယခုဘဝရှိရှိဘဝတောဆကြသောမိဘဘိုးဘွားဆရာသမားတို့အားအစထား၍ရေမြစ်တနည်း ြည့်ရှင်မင်းငရေတနိယမမင်းနတ်တော်တနိတကြမင်းကိုဆောင်နဲ့ဣတကတောဆောင်နဲ့ကဘာဣစီတီတော်ဆောင်နဲ့ကဘာဣကုံးမြေဆောင်နဲ့မြို့ဆောင်နဲ့နိုင်ငံဆောင်နဲ့ ကပါဆောင်နဲ့သာသနာတော်ဆောင်နဲ့အပါအဝိ31ဘုံကျင်းလေကုန်သောဝိနိယဒုခိတဒုခိတတတဝအပေါင်းတို့အားအမြအမြပေးဝေပါ၏အမြအမြ ပေးဝေပါ၏အမြအမြပေးဝေပါ၏အာလုံသောလူနာပြမတတဝအနန္တမန္တမြတို့သည်ဖရာတပြည်တော်တို့နှင့်ညီတို့ညီမြအမြရာ၍ထတ်တူထမ်းမြ ကုသိုလ်ရ၍ကိုစိတ်နှဖျားကျမ်းမာကြသည်ကိုစိတ်နှဖျားချမ်းသာကြသည်ကိုစိတ်နှဖျားဝမ်းသာကြသည်ဖြစ်ကြပါစေတော်ကုသိုလ်အမြအမြ အမြယူရာမုံကြပါကုန်လောတာတုတာတုတာတုကုသိုလ်အမြအမြအမြယူရာမုံကြပါကုန်လောတာတုတာတုတာတုကုသိုလ်အမြ အမြအမြယူတော်မုံကြပါကုန်လောတာတုတာတုတာတုပါဖျား